င်ပုံးတန်နဲ့လမ်းခွဲပြေးမှာနေရွှေသွေးအောင်နဲ့ချစ်ကြိုက်နေကြောင်းတရင်တွေထွက်လာတဲ့ရုံးတွေလွင်ပုံပရိသတ်များလုံးမင်္ဂလာပါရှင်ဘာမီစနောင်းကနေပြန်လေးကြိုဆိုလိုက်ပါရယ်ခုနှစ်တတာပေါင်းတင်လက်ထပ်ခဲ့တဲ့ခင်ပုံးတဲ့ထက်ဦးလိုက်နဲ့လမ်းခွဲအပြေးမှာမြန်မာနိုင်ငံရဲ့အင်အားအကြီးဆုံး VIP သားနေရွှေသွေးအောင်ကိုဖိုလာပြင်းနဲ့တွဲနေကြောင်းတရင်တွေထွက်ပေါ်လာတာကတော့တရုတ်ဆောင်မင်းသမီးရုံးတွေလွင်ပုံဖြစ်ပါရယ်ဒါကြောင့်လည်းပရိသတ်တွေအားလုံးကအင်အားသိမ်းခဲ့ရပါရယ် ဒီမတိုင်ခင်မှာတော့ဝိုင်းရည်တယောက်ဆောင်ထိတ်တဲမင်းသားလွင်မိုးရဲ့သမီးဖြစ်တဲ့ရုံးရီလွင်မိုးကအိမ်ထောင်ရေးတစ်ခုအကွာရှင်းထားတာသိမကြသေးပါဘူးအခုခါမှာတော့ရုံးရီလွင်မိုးကခုနှစ်နှစ်တာလက်ထပ်ပေါင်းသင်ခဲ့တဲ့ခင်မုန်းတဲ့ထက်ဦးလိုင်းနဲ့အိမ်ထောင်ရေးကွာရှင်းပြည့်စဲလိုက်ပြီဖြစ်ပြီးသူမရဲ့ခင်မုန်းကသူမနဲ့နေရတာကအသက်ရှူမဝမပျော်ရွှင်ရလို့ထွက်သွားခွင့်ပြုလိုက်တာလို့ပြပြတသားပြောလာခဲ့ရဖြစ်ပါတယ်အခုတော့ဒီလိုမျိုးမြ мян ဆန်ဆန်နဲ့နောက်ထပ်ချစ်သူရသွားတယ်လို့ရုံးရီလွင်မိုးတွဲနေတဲ့ချစ်သူကလည်း ဲ့မြန်မာနိုင်ငံမှာအင်အားကြီးဆုံး VIP စော်ကြီးပဲဖိုးလာပြေခေါ်နေရွှေသွေးအောင်ဖြစ်နေလို့အားလုံးကတော့အင်အားသိမ်းခဲ့ရပါတယ်အားလုံးသိကြတဲ့အတိုင်းဖိုးလာပြေကနိုင်ငံတော်အကြီးအကဲဟောင်းရဲ့အချက်ဆုံးမြေဖြစ်ပြီးငယ်စဉ်ကတည်းကရွှေဘုံပေါ်မှာဆံပြော်ကကြီးပြင်းလာတဲ့သူပါဖိုးလာပြေကနတ်သမီးလေးတွေလိုလှတဲ့မိန်းမတွေအများကြီးနဲ့ထဲလဲတွဲပြခဲ့တာဖြစ်တယ်လို့သူကိုယ်တိုင်ကလည်းနိုင်ငံသားကခါပါတဲ့ချင်းတွေကိုအလန်းစားဖန်တီးတီဆိုရိုက်ကူးခဲ့တာဖြစ်ပါတယ် ။ဒါကြောင့်လည်းနေရှင်သွေးရောင်ကမိန်းကလေးတော်တော်များများလိုချင်ကြတဲ့ပတ်စံချမ်းသာကျွဲသွားတဲ့စော်ကြီးပဲ play point တထေးသားတူပဲဖြစ်ပါတဲ့။အခုကမှတော့ဒီလိုမျိုးမြန်မာနိုင်ငံရဲ့ထိတ်တန်းစော်ကြီးပဲကြီးကခေးလေးလိုချစ်စနွန်းနဲ့ခေါ်ကြတဲ့ရုံးရီလွင်မိုးနဲ့ချစ်သူတွေဖြစ်နေပြီလို့သိရပါတယ်။အားလုံးသိကြတဲ့အတိုင်းရုံးရီလွင်မိုးဆိုတာကသူမရဲ့ချစ်စရာကောင်းတဲ့ပုံစံလေးကြောင့်ဆယ်ကျော်သက်အရွယ်မှာကလေးကပရိသတ်တွေရဲ့အရေးတကြီးကြီးနဲ့ချစ်ခင်အားပေးခြင်းကို ခံခဲ့ရပါတယ်။ချစ်စရာကောင်းတဲ့မျက်နှာအမူအရာနဲ့ချစ်စရာပုံစံလေးကြောင့် ောင်းခေလေးလိုပြိသက်တွေကချက်စနိုးနဲ့နာမည်ပြောင်းပေးထားရတဲ့ရုံးရီလွင်မိုးကတော့အရင်တစ်ချိန်မှာပြိသက်တွေအားလုံးရဲ့အချက်တွေအားပေးမှုတွေကိုများစွာရရှိခဲ့တာဖြစ်ပါတယ်။အထူးသဖြင့်တော့ရုံးရီလွင်မိုးရဲ့ချက်စရာဓာတ်ပုံတွေပုံရိပ်လေးတွေကြော်ညာတွေ music video တွေမှာတရုပ်ဆောင်မှုတွေကြောင့်ပဲရုံးရီလွင်မိုးကအနုပညာလောကမှာထွန်းတောက်ဖို့အတွက်အလားအလာအရှိဆုံးမျိုးဆက်သည့်တရုပ်ဆောင်မင်းသမီးလေးတအူးဖြစ်ခဲ့ပါတယ်။အိမ်ထောင်ပြုလိုက်တဲ့အတွက်သာအနုပညာအလုပ်တွေကိုမလုပ်တော့တာပါ။ အခုတော့ single mother ဖြစ်သွားတဲ့ယုံလေးလင်မိုးနဲ့ထိတ်တန်းတထေးကြီးနေရွှေသွေးအောင်တို့က Singapore နိုင်ငံမှာလက်ချင်းတွဲပြီးတော့ရှောက်လေနေကြတဲ့အကြောင်းတွေကို Singapore နိုင်ငံက vlogger Nine World ကနေပြောလာခဲ့ရဖြစ်ပါတယ်။ဒါကြောင့်လည်းပရိသတ်တွေအားလုံးကအင်အားသင့်သွားကြတာပါ။တချို့ကလည်းယုံလေးလင်မိုးဟာနေရွှေသွေးအောင်ကိုတွဲမှာဖြစ်လို့ခင်မုန်းတဲ့ကိုလမ်းခွဲခဲ့ရလားလို့ထင်နေကြပါတယ်။တချို့ကလည်းနေရွှေသွေးအောင်နဲ့ယုံလေးလင်မိုးတို့ကတော်တော်လေးကိုလိုက်ဖက်ညီရာကြောင့်တွဲရတာကဖြစ်တဲ့နယ်လို့ဆိုကြပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ် တွေကရောတပင်လဲလို့တပင်ထူကအိမ်တောင်ရေးကွာရှင်းပြီးတော့နေရွှေသွေးအောင်နဲ့တွဲနေပြီဖြစ်တဲ့ရုံးရင်လွင်မိုးပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားကြပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်